ဒီမှာတော့ Sport Tyson နဲ့ Max Gallie ကြောင့်ပြောပြမှာဖြစ်တယ်။ Max ကို2004ခုနှစ်တောက်တုန်းကဂျပန်နိုင်ငံမှာ Missile Luxury Car မျိုးစားဖြစ် ထုတ်လုပ်ရောင်းချခဲ့တယ်။ဂျပန်နိုင်ငံနဲ့တရုတ်နိုင်ငံနှစ်နိုင်ငံထဲမှာပဲရောင်းချပြီးတော့တရုတ်နိုင်ငံမှာတော့ Toyota Race ဖြစ်လူသိများခဲ့တယ်။မိတ်က1968လောက်တုန်းကထုတ်လုပ်ခဲ့တဲ့မတူးကိုတဆင့်မြင့်ပြီး upgrade လုပ်ထားတဲ့ model မျိုးစားဖြစ်တဲ့အားရှာမှာနာမည်ကြီးနေတဲ့ Toyota Chiesa နဲ့ luxury car မျိုးစားဖြစ်တဲ့ Toyota Crestar တို့ကိုပူးပေါင်းပြီးတော့ထုတ်လုပ်ထားတာဖြစ်တယ်။ match မှာပါတဲ့ Chelsea ချိုးကတော့ GI 120ရှိတယ်၊ GI 121ရှိတယ်၊ GI 125ရှိတယ်။ GI 120ကရော2.5 2E ဖြစ်မယ်။ GI 125ကျတော့2.5 4E ဖြစ်မယ်။နောက် GI 121ကျတော့သူက 3D ကို 2E ဖြစ်မယ်။ GI 120နဲ့121ကျတော့သူက 2V ဖြစ်ပြီးတော့အော်တိုဂီယာ6ချက်နဲ့လာမယ် GRH 125ကြတော့ 4V ဖြစ်တဲ့အတွက်အော်တိုဂီယာ5ချက်နဲ့ပဲလာမယ်အဲ match မှာပါတဲ့ grade ချို့ကတော့ F package ရှိမယ် L package ရှိမယ် S package ရှိမယ် GRH 121ခေါ်30မှာကြတော့သူက premium ရှိမယ် premium S package တို့ရှိမယ်ဒီဗီဒီယိုလေးကလူကြီးမင်းအတွက်အကျိုးရှိမယ်ဆိုရင်တော့ကျွန်တော် channel လေးကို subscribe လုပ်ခဲ့ပြီးပါနောက်တစ်ဗီဒီယိုများမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်ကတော့ဟယ်ဒီပါအားလုံးကိုကျေးဇူးတင်ပါတယ်